မက္ကဆီကိုနိုင်ငံမှာလင်ပိုင်ပြပွဲတွေပိတ်ပင်ဖို့လှုံ့ဆော်နေပါတယ်။ဇွန်လ26ရက်နေ့ဂျာရာရီနေကမက္ကဆီကိုနိုင်ငံလွှတ်တော်ညီလာခံမှာလင်ပိုင်တွေအပါအဝင်အခြားပင်လယ်သမုဒ္ဒရာတွေမှာနေထိုင်ကြတဲ့နှုတ်တိုက်သတ္တဝါတွေကိုအသုံးချပြီးငွေရှာတဲ့ဖြောပြေးပွဲတွေကိုပိတ်ပင်ဖို့သဘောတူညီမှုရရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာအထက်လွှတ်တော်မှာပါသဘောတူညီမှုရရှိထားပြီးဖြစ်ကော သမရာကလက်မှတ်ရေးထိုးပြီးပြီဆိုတာနဲ့တီစဲဥပဒေတစ်ခုဖြစ်အသက်ဝင်လာတော့မှာပဲဖြစ်ပါတယ်။အဲ့ဒီဥပဒေအသက်ဝင်လာခဲ့ရင်လက်ရှိရှိုးပွဲတွေမှာပြစားဖို့ဖန်ဆီးထားတဲ့လင်းပိုင်တွေကိုသူတို့ကျင်းလင်းကြဆားရနေရာတွေကိုပြန်လည်လွှတ်ပေးသွားရမှာဖြစ်တယ်လို့သိရပါတယ်။နောက်ပြီး နောက်ထပ်လဲမျိုးတုံပြောက်ွယ်လူနေပါဖြစ်နေလို့ထိမ့်သိမ်းဆောင်ရှောက်ဖို့လိုအပ်တဲ့အခြေအနေကလွဲရင်ဘလို့အခြေအနေမျိုးမှာမှအဲ့ဒီပင်လယ်သမုဒ္ဒရာတွေမှာကျက်စားနေထိုင်ကြတဲ့နိုတိုက်တရဝါတွေကိုဖန်စီခွင့်ပြုမှာမဟုတ်တော့ဘူးလို့လဲဆိုပါတယ်မက္ကဆီကိုမှအခြေဆိုင်ပြီးတရိစံခွေရေလှုပ်ရှားတဲ့ NGO အဖွဲ့ရဲ့တာဝန်ရှိသူက ဒီရလဟာမတရားသဖြင့်ဖန်ဆီးခံရပြီးအမျက်ထောက်ကခိုင်းစားခံနေရတဲ့ဝေလာငါလင်းမိုင်နဲ့အခြားသောရေနေနိုးတိုက်သတ္တဝါလေးတွေရဲ့လုံခြုံမှုနဲ့လွတ်လပ်စွာရှင်သန်ပိုင်ခွင့်ကိုပြန်လည်ရရှိဖို့အတွက်ကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီအဖွဲ့ရဲ့ပြပြချက်အရမက္ကဆီကိုနိုင်ငံမှာလင်းမိုင်အကောင်ရေ350အထိဖန်ဆီးခံထားပြီးသူတို့နေထိုင်ရာဒေသတွေစီကိုပြန်လွတ်ပေးဖို့လိုအပ်နေတယ်လို့သိရပါတယ်။လက်ရှိမှာလည်း အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားမှာရှိတဲ့ Ocean World မှာပြုလုပ်တဲ့ပြာပွဲတစ်ခုမှာလေကျင့်တင်ကြားပေးထားတဲ့လင်းပိုင်လေးကသူ့သခင်ကိုသေးတဲ့အထိပြန်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီးလူမှုကွန်ရက်အသုံးပြုသူတွေကြားမှာအမျိုးမျိုးမှတ်ချက်ပြုဝေဖန်ပြောဆိုနေကြပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရေရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။ သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။